အရက်သားတွေမထိကြိုက်ဖို့အစ္စရေးစစ်တပ်ကစွမ်းကုန်လုဆောင်နေဆိုတဲ့စကားတွေကျွန်တော်တို့ကြားရတယ်။လောကအလေညာပဲတကယ်ကိုပြောင်းလဲနေတာပါ။ကျွန်တော်ရဲ့စစ်တပ်ကဒီလိုစကားမျိုးပြောရတာကျွန်တော်တကယ်တော့မပြောချင်ဘူး။ဒါပေမဲ့ဒါအမှန်တရားပါပဲ။ယဟူဒာရှိုးဦးကအစ္စရေးစစ်တပ်ကတတ်မှုဟောင်းမှာပြီးခဲ့တဲ့15နှစ်တွင်အစ္စရေးရဲ့ကု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 ကန်ကာဘွေရေးဆိုတာအလုံးစုံဖျက်ဆီးရတာဖြစ်တယ်လို့ယဟူဒာကပြောပါလေ။ ဂါဇာမိုင်စရီစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကိုကြည်ရင် အောက်တိုဘာ9ရက်နေ့မတိုင်ခင်ကဲကဒါမျိုးတွေလုပ်နေတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့တိုက်ခိုက်တဲ့ပြည်မှာတန်ရနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့ညီတယ်လို့ကျွန်တော်တို့ပြောတယ်။ပြည်မှာကတိကျတဲ့အချိန်ချင်းစီစစ်အတီးပြုတ်ပြီးသားဖြစ်တဲ့ထောင်လိုင်းရေးဘက်ကလည်းဒါကိုအတီးပြုတ်ထားတယ်။တိုက်ခိုက်ရင်လည်းပြည်မှာကိုပဲတိတိကျကျပြစ်တယ်။ အရသားတွေထိခိုက်နေတာမျိုးမရှိဘူးလို့ဆရာရှိရတွေကြိုတင်ပြီးတော့စီစဉ်ပြီးမှတိုက်ခိုက်တာဖြစ်တယ်ဒါမျိုးတွေပြောကြတယ်ဗျာဒါပေမဲ့တကယ်ကဒီလိုမဟုတ်ပါဘူးဥပမာစစ်သွေးကြောတယောက်ရဲ့အိမ်ကိုတိုက်ခိုက်တယ်ပေါ့ဗျာဂါဇာမှာအရင်ကဒီလိုတိုက်ခိုက်မှုတွေအများကြီးဖြစ်ခဲ့ပါဘူး ဒုတိယထပ်ဘေဘက်အခန်းမှာဟာမတ်စစ်တွေးကြွတယောက်နေတယ်လို့ဆိုပြီးနှစ်ထပ်တိုက်သုံးထပ်တိုက်လေးငါးတပ်တိုက်တွေကိုတဝါလောက်ရှိတဲ့ဘုံနဲ့ဖြိုချဖျက်ဆီးရတယ်လို့တဲ့ဒါမျိုးကြတော့နိုင်ငံတကာဥပဒေနဲ့ညီညွတ်တဲ့ဖြစ်မှန်းလို့ပြောလို့မရတော့ပါဘူး